ချန်ပီယံလိပွဲစဉ်၄စလာဗီယာပရက်နဲ့အာစနယ် မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှုအနေကျိုးသွားရကျွန်တော်ခုခမှာအင်္ဂါည7 25မှာရှင်ပြိုင်ကစားမယ်ချန်ပီယံလိပွဲစဉ်၄ရက်ပွဲတစ်ပွဲဖြစ်တဲ့ချက်ကလက်စလာဗီယာဘရက်နဲ့အာစနယ်တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်အခုပဲတူတူလုပ်လိုက်ရအောင်ဒီပွဲစဉ်ကအာစနယ်နိုင်မယ်လို့ပြောတာမခက်ခဲဘူးအာစနယ်အတွက်အရင်မထူးဆန်းတဲ့ပွဲတစ်ပွဲကစားမှာဒီလိုပြောလို့စလာဗီယာဘရက်ကိုအထင်သေးလို့မဟုတ်ပါဘူးခင်ဗျလက်ရှိအာစနယ်ရဲ့စုဖွဲ့မှုအသင်းရဲ့အရှင်ဟုန်ကောင်းကောင်းနဲ့ရှေ့ဆက်နေမှုဒီချက်တွေဒီစလာဗီယာဘရက်ထက်၃ဆင့်လောက်တာနေတွေ့မယ်ပြိတက်ကိုဘယ်လောက်ထိ ဒီပွဲနဲ့ပတ်သက်ပြီးအားကြီးအကျိုးပြုနိုင်မလဲကျွန်တော်တို့လီလာစမ်းစစ်ရမယ်သဘောမျိုးပါဒီပွဲပြင်အာစတင်ကနောက်ထပ်ကံရမယ်ပွဲရလဲအရန်ကြီးပြဿနာထွေထူးရှိမနေဘူးဆန်ဒလန်အသင်းကိုရင်ဆိုင်ကစားဒါလည်းအာစတင်အသင်းရဲ့တာမန်ပွဲလေးတစ်ပွဲပဲအဲ့အတွက်ကြောင့်အာစတင်ဒီဒီပွဲကိုအာယုံအပြည့်အဝစိုက်ပြီးကစားနိုင်ပါတယ်နောက်ချန်ပီယံလိမှာအာစတင်အသင်းဒီ၃ပွဲကစား၃ပွဲနိုင်တာတယ် ေးကိုလည်းလုံးဝမရှိတာတဲ့အတင်းတင်း GD က +8 တောင်ရတာပြီးမှကျွန်တော်အချက်လက်သုံးသပ်တဲ့အခါကျရင်အသေးသေးပြောပါမယ်လောလောဆယ်တော့အာရဲ့လက်ရှိအနေထားနဲ့ပေါ့နော်တစ်ဖက်က Slavia Prague ရဲ့အနေထားနဲ့ကလလမြမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ ဖြစ်နေတယ်။အဲ့တို့ကြောင့်ပဲအကျော်ပိတ်မှုတွေကပြင်းထန်နေပြီးအဝေးကွေးမှာကံရပါစဉ်ကိုလန်ထွက်နေတဲ့အကျော်ပိတ်ဖွင့်လှစ်မှုမျိုးတွေရှိနေတာပါ။နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းဒီပွဲစဉ်မှာအာစတန်တင်းရဲ့အဓိကကစားသမားတချို့ပါဝင်နေမှာမဟုတ်ပါဘူး။မာတင်ဇူဘီမန်ဒီ၊ဖီဒီယောဂီစတဲ့ကစားသမားတွေဒီပွဲလွဲချော်ဖို့တည်ကြသလောက်ရှိပါတယ်။အရင်ကတောင့်တင်းတဲ့အာစတန်တင်းရဲ့ squad depth ဒီလိုပွဲမျိုးတွေမှာအများကြီးအသုံးဝင်လာတာ။ကျွန်တော်ပြီးခဲ့တဲ့ Premier League ပွဲစဉ်10မှာလည်းနော့ကတ်ကြီးဝင်ဖြုတ်သွားတဲ့ စွမ်းဆောင်ရင်ကျွန်တော်မြင်ရတယ်ကောင်းတယ်ဗျဆူပီမန်ဒီလိုမျိုးဟိုကောင်းတဲ့ပုံမျိုးတော့မဟုတ်ဘူးဒါပေမဲ့ तू ကလည်းသူ့ပုံစံသူ့အထာအတိုင်းမမချာချာနဲ့ တွေ့အကြုံရင်းရင်းနဲ့ကစားသွားခဲ့တဲ့ပုံတံအခင်းချင်းမျိုးလေးတွေဟာအာဆင်နယ်အသင်းအတွက်ဘသူပဲပွဲထွက်ကစားသည်ကစားသည်အသင်းရဲ့ rhythm ထဲမှာဟိုတသွေးတဲ့တသားတဲ့ပေါ့နော်လိုက်ပါစီးမျောနိုင်တဲ့ပုံစံမျိုးတွေတော့ဖြစ်နေပါတယ်စလာဗီးယားပရက်နဲ့ပတ်သက်ပြီးကျွန်တော်ထွေထူးထူးမှတ်ချက်မပေးလို့တာကတော့ဒီအသင်းနဲ့ပတ်သက်တဲ့ပွဲစဉ်တွေကျွန်တော်တို့တေချာလည်းမကြည့်ခဲ့ဘူးဘူးလက်ရှိဆွဲဆောင်ရင်ကဘလို့ဘာညာဆိုတာလည်းအကဲဖြတ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ first day ကိုပဲပြောပြလို့ရမယ်သဘောမျိုးရှိပါတယ် okay အာရှရဲ့အကြောပေးမှုကဘယ်လောက်ထိတောင် အကြောပေးထားလို့တော့အာကြီးကအဝေးကွင်းမှာကစားရပေမဲ့တလ လုံးအရှုံးဒါစီအတော်ပြင်းထန်တဲ့အကြောပြမှုဖြစ်ပါတယ်။ RE 1C 2C တေကြရတယ်ဆိုရင်တော့နည်းနည်း risk ယူပြီးအားပေးမှတော့ဖြစ်လိမ့်မယ်။တိုးတော့ကျွန်တော်ရှစ်ပွဲတွေကိုလေးလာစမ်းစစ်မိတလောက်တော့ Arsenal ကိုဘက်ကင်ရှုံးတာများတယ်။ကျွန်တော်ကြားထဲမှာ EF Cup ပွဲစဉ်တစ်ပွဲပေါ့နော်။ကျွန်တော်ပြိုင်ဘက်အသင်းကိုရွေးလိုက်တယ်။အဲ့ဒီပွဲ Arsenal နိုင်သွားတယ်။ Sure RE ဒီနောက်ပိုင်းပွဲတွေမှာပရိသတ်ကိုအကျိုးပြုမှုများလာတယ်။အင်္ဂလန်ဒေသတွင်ပြိုင်ဘက်တွေဆိုတာပြောမဲ့သာပြောတာကစားခတ်တဲ့အသင်းတွေဘယ်အသင်းမဲ့လာလာဗျာ။အနေနဲ့အများတော့ဒုက္ခပေးနိုင်မှရှိတယ်။အခုလိုမျိုးအင်္ဂလန်ဒေသတွင် မဟုတ်တော့ပြင်ပကလပ်အတင်းတင်းဆိုကျွန်တော်တို့ဘလူယုံရမလဲကထားပါတော့ဒီပွဲစဉ်မှာဝမ်ရှုံအာကြီးတကိုးနဲ့ကတ်နိုင်မယ်ကွာငါဟဲ့စလာဗီးယားပရက်ဆိုပြီးတော့ဘသူနေရဲလဲကျွန်တော်ကတော့မနေရဘူးစလာဗီးယားပရက်ကိုအားပေးတယ်ဗျာလက်ရှိဟိုကဖောင်ဒီလောက်မှန်နေတဲ့အောင်ကစားသမားကတော့မစုံဘူးမှန်တယ်ကစားသမားမစုံလည်းဖြုတ်တာပဲမီရီနိုယော့ကက်စ်နေရာမှာထားလဲနိုင်တာပဲဝမ်စီတာမှုတူးစီပဲအဲ့တော့ကျွန်တော်ဒီပွဲကြီးကမှာဝမ်စီတူးစီကတော့ သေးကြတယ်။ဘန်လီနဲ့ပွဲရလိုမျိုးပဲ2-0ဖြစ်ဖို့ percentage ကများတယ်။ဂိုးတွေအများကြီးထွေထူးတွေရှောက်သွင်းနေကြတော့မလိုဘူး။ကစားသမားတွေချန်ပြီးဆော့ရတာဖြစ်တဲ့အတွက်အာဒီဒါအနေနဲ့ဂိုးပြတ်နိုင်ရမယ်။ငါကစားသမားတွေနာကျင်နာပလိစေဆိုတဲ့ပုံစံမျိုးနဲ့လည်းသွားမှာမဟုတ်ဘူး။ကျွန်တော်ကတော့2-0လောက်နဲ့တတရားထိန်းကန်သွားမယ်လို့ယုံကြည်တယ်။အဲ့တော့ကြောင့်တလုံးရှုံး အထက်တော့ပေါ်နိုင်နေဗျကျွန်တော် handicap ပြဂန်းနာတွေကိုပဲအားပေးချင်ပါတယ် total ကိုနဲ့တစ်ချက်ကျွန်တော်ပြင်ချင်ကြည့်အောင်၃လုံးတဝက်ပြောင်းဆုံးပေးထားတယ်အဲ့တော့ကြောင့်တေးကြတယ်ဒီ total ကိုကအန်နာသွားဖို့များတယ်အန်နာဆိုရဲ9 reset ဒီမှာတော့တေးပွဲကိုဖယ်လိုက်စီစီ1 1ကိုဖယ်လိုက်မယ်ဆိုရင် 1C 2C ဒါပဲရှိမယ်လုံအောင်ကျွန်တော် 3C ပေါ့ဗျာအဲ့တော့ 2C 3C တခုဖြစ်သွားဖို့များတယ်ကျွန်တော်ကြည့်ကိုအနေနဲ့လည်း Arsenal Twin ကိုရွေးချယ်တာကတော့ပို့ပြီးတော့လုံကြုံစိတ်ချရမလို့ထင်တယ်အဲ့တော့သူတို့ရဲ့လုံကြုံစိတ်ချမှုကအားပေးတဲ့ပြိတ္တတွေကကူးဆက်တာပေါ့ကိုမပေးရဘူးကိုသွင်းတယ် တကူးသွင်းလားဒါမှမဟုတ်နှစ်ကူးသွင်းလားအဲ့တကူးနှစ်ကူးကခိုင်းတယ်နောက်ထပ်ကူးပြတ်မပေးရအောင်ဆိုတဲ့သဘောကတွက်ရတာလေတဖြည်းဖြည်းလွယ်လာတယ်ပေါ့ဗျာအဲ့တော့အာစနယ်ရဲ့ခံစစ်စုဖွဲ့မှုလုံခြုံစိတ်ချခြင်းမှသည်အာစနယ်ကိုအားပေးတဲ့ပြည်သက်တွေအတွက်လည်းလုံခြုံစိတ်ချမှုတွေရရှိစေပါတယ်ကျွန်တော်တို့အားလုံးဟန်ဒီကက်ပြအာစနယ်တင်းကိုပဲရွေးချယ်တင်ပါတယ်โอเคဒီကောက်နှစ်တင်းကြရတဲ့ကိန်းနဲ့အချက်လက်လေးကျွန်တော်အနေနဲ့ဆွေးနွေးခြင်းနဲ့2009တော့ သူတို့ champion league မှာတစ်ချိန်တွေ့ခဲ့ဘူးလေဗျအရန်ကြာသွားခဲ့ပြီ skip လိုက်မယ်ဒါမဲ့ knowledge အရသိအောင်ပြောမယ်ဆိုရင်အဲ့ဒီချိန်တုန်းကအာစတန်အင်ကွင်းမှာ 7C နဲ့အနိုင်ရခဲ့ပြီးတော့ Slavia Prague ကွင်းမှာစီးစီးတည်ရကြခဲ့တယ်။အနည်းဆုံးကျွန်တော်တို့တွေ့ခဲ့တာဒါ Smith Rowe ခစ်ပေါ့နော်။2021ခုနှစ်တုန်းက UEL Quarter Final မှာနှစ်ချိန်တွေ့ခဲ့ဘူးတယ်။အဲ့နှစ်ချိန်မှာ Arsenal ကွင်းမှာ1-1တည်ရကြပြီး Slavia Prague ကွင်းမှာ4-0နဲ့နိုင်ခဲ့ဘူး။ဒီအတွက်ကြောင့် အာစတန်နေနဲ့စလာဗီယာဘရက်ကိုတမိုင်းဆင်လာမှာလဲအတကြီးရထားတဲ့သဘောမျိုးပါလက်ရှိချန်ပီယံလိဇယားရည်တည်မှုကိုကြည့်မယ်ဆိုရင်တော့အာစတန်တင်းဟာ၃ဘွဲကစား၃ဘွဲနိုင်တာတယ်ယာကိုကကျွန်တော်၈ကိုပေးကိုက လုံးဝမရှိပါဘူးတစ်ဖက်ကစလာဗီယာပရက်ကတော့တော်တော်အခြေအနေဆိုးတယ်သုံးပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲတည်ကြပြီးတစ်ပွဲရှုံးနေရာကိုကနှစ်ကူပေးကူကတော့ငါးကူပဲပေးထားရတယ်အဲ့တော့ပေးကူငါးကူပဲပေးထားရတဲ့ခန်းစစ်ဆွမ်းဆောင်ရေအရင်မကောင်းဘူးဆိုရင်ပဲဆိုးတော့လေမဆိုးပါဘူးအဲ့ဒါကြောင့်တူးစီကတော့ကျွန်တော်အရင်သဘောကျတဲ့ဂိုးရက်ဆက်မျိုးလေးဖြစ်ပါတယ်ကဲနောက်တစ်တစ်ပိုင်းစလာဗီယာပရက်ရဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်ရလဒ်တွေပေါ့နော်နောက်ဆုံး6ပွဲကစားထားတဲ့နေရာမှာ၄ပွဲတည်ကြပြီးနှစ်ပွဲနိုင်တာပါတယ်အဲ့ဒီနှစ်ပွဲတည်နောက်ဆုံးကစားထားတဲ့ပွဲစဉ်နှစ်ပွဲဖြစ်ပါတယ်နှစ်ပွဲလုံးပေးကူလုံးဝမပေးထားပါဘူးသ ထူးခြားတာလေးကျွန်တော်တခုပြပြမယ်။ Slavia Prague သူ့ဒေတာတွင်ပွဲစဉ်နောက်ဆုံး6ပွဲမှာပေးကိုတကိုးပဲခွင့်ပြုခဲ့ရပါတယ်။အဲ့ဒီပေးကိုတကိုးကလည်းကျွန်တော် Sparta Prague နဲ့တွေ့တဲ့ပွဲစဉ်မှာပဲပေးခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်အတင်းချင်းထိတဲ့တွေ့ဆုံတဲ့ပွဲမှာပဲကိုးပေးရတဲ့သဘောမျိုးကျန်တဲ့တာမန်အသင်းတွေဆိုရင်တော့လုံးဝပေးကိုမရှိတဲ့ခံစစ်ဆော့ဆောင်တွေကိုပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒါမဲ့အခုတွေ့ရမယ့်အသင်းက Arsenal ဖြစ်တဲ့အတွက်အဲ့ဒီ first ကိုတော့မေ့ခြင်းမေ့လို့ရပါတယ်။အာအီကတော့အခုနောက်ဆုံးကစားရတဲ့6ပွဲမှာ6ပွဲလုံးနိုင်ထားတယ်။အဲ့ဒီ6ပွဲမှာပေးကိုကလည်း တကူမှခွင့်မပြုထားခဲ့ရအောင်ခန်းစစ်တိုက်စစ်စွမ်းဆောင်ရေးကအရန်ကိုမိုက်နေတယ်လို့ပြောနိုင်ပါတယ်အဲ့တော့ Slavia Prague ရဲ့နောက်ဆုံး6ပွဲအိမ်ကွင်းစွမ်းဆောင်ရေးကိုကျွန်တော်တစ်ချက်ပြောပါမယ်နောက်ဆုံး6ပွဲမှာရှုံးပွဲလုံးဝမရှိပါဘူး၄ပွဲနိုင်ပြီးတော့2ပွဲတည်ကြထားပါတယ် Arsenal အသင်းရဲ့နောက်ဆုံးအဝေးကွင်း6ပွဲရလဒ်ကသူတို့တပွဲပဲရှုံးထားတယ်အဲ့ဒီရှုံးတဲ့ပွဲက Liverpool ကိုရှုံးတဲ့ပွဲပါကျန်တဲ့ပွဲတွေအားလုံးတောက်လျှောက်နိုင်ထားပါတယ်ပေးကိုလည်း2ဂိုးပဲပေးခဲ့ရပါတယ် Liverpool နဲ့ Newcastle ကိုပေးခဲ့ရတာပါကျန်တဲ့ပွဲတွေထဲမှာဆိုရင်လည်း အာစနယ်တင်းကိုဒုက္ခပေးနိုင်တဲ့အသင်းမျိုးတွေပါနေတာဒါဘီဘောင်းလို့အသင်းမျိုးเนาะနျူကာဆယ်လို့အသင်းမျိုးစတဲ့အဝေးကွင်း reset တွေဒီအာစနယ်တင်းတို့အဆင်ပြေတဲ့ reset တွေပါဒီနှစ် Champion League မှာကတော့အာစနယ်တင်းဒီအဝေးကွင်းမှာသူတို့တပွဲကစားခဲ့ပြီးပြီးအဲ့ဒီပွဲဒီဘီဘောင်းနဲ့ပွဲတင်ဖြစ်ပါတယ်တစ်ဖက်က Slavia Prague ကတော့ဒီနှစ် Champion League မှာအိမ်ကွင်းတပွဲကစားခဲ့မှုတဲ့အဲ့ပွဲက Boda Glin နဲ့ဖြစ်ပါတယ် ဒီလိုကြောင့်ပြည်တွင်းပွဲတွေမှာသာ Slavia Prague အနေနဲ့ဂိုးမပေးရအောင်ဆိုရင်ပဲ Boda Kling ကို2ဂိုးလောက်ပေးရတဲ့ရှစ်ပွဲတစ်ပွဲရှိခဲ့တာတော့ကျွန်တော်တို့သတိပြုရပါလိမ့်မယ်ဒီလိုကြောင့်ကင်းကင်းအချက်လက်အရလဲ Arsenal တင်းကများစွာတာလွန်ကောင်းမွန်နေတေချာတကူကတော့ Boda Kling တွင်းနဲ့2ဂိုးမျိုး Arsenal တွင်းတွင်းနိုင်တယ်ဒါပေမဲ့ Boda Kling ပေးခဲ့ရတဲ့ Slavia Prague ရဲ့ပေးကူ2ဂိုးတော့ Arsenal တင်းပေးရမှာမဟုတ်ဘူးတေချာတယ်အဲ့တော့ကြောင့်2ဇီလား3ဇီလားပဲစောင့်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲလို့သုံးသပ်မိပါဟုတ်ကဲ့အဲ့တော့ဒီပွဲမှာကျွန်တော်အနစ်ချုပ်ပြီးရွေးချယ်ပေး ေးချင်တာကတော့ Arsenal အနေနဲ့ပွဲစဉ်တစ်ပွဲကိုဘလို့ချင်းကပ်ပြီးဘလို့ကစားရမလဲပြိုင်ဘက်အသင်းကို possession ယူပြီးတော့ isolation လုပ်လို့ကစားဖို့တင့်သလားပြောချင်တာကတော့ဗျာ viewer ဘိုင်းရမျိုးစုံပဲပုံသင်ဒီကစားတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူး corner ကဂိုးရဖို့ကြိုးစားမယ်ဆိုရင်လည်း corner ကဂိုးသွင်းမှာပဲ corner ကနေဂိုးမသွင်းဘူးဆိုတော့ပွဲစဉ်ရှိမှာမဟုတ်ဘူး ဘလို့ပဲဖြစ်ဖြစ်ကိုးရဖို့အရေးကြီးတယ်အဲ့ဒီအနိုင်ရလက်ကိုဥတီမယ်ပြီးတာနဲ့ငါတို့ကိုမပေးရအောင်ကြိုးစားမယ်ဆိုရဲပုံစံတိုင်းပဲသွားမှာပါနှစ်သိန်းကြားတွေကတချို့သောအချက်လက်တွေအစင်တန်းတွေကွာဟနေတဲ့အတွက်ကျွန်တော်တို့မတက်နိုင်ဘူးဒီပွဲစဉ်မှာအာစနယ်သင်းကိုပဲရွေးချယ်ရမှာဖြစ်ကြောင်းတုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါဆုံးနီကြည့်ရှုအားပေးခဲ့တဲ့အတွက်ညီကိုများအားလုံးကိုကျေးဇူးတင်ပါတယ်